အားလုံးပဲမင်္ဂလာပါခင်ဗျာထိုင်းနိုင်ငံကိုအလဲလာကြမဲ့သူတွေရော ထိုင်းမှာနှစ်ရှည်ဗီဇာတစ်ခုခုနဲ့နေတဲ့သူတွေရောမေလာတရနေ့ကနေစပြီးတော့ထိုင်းကိုလာမယ်ဆိုရင် TDAC လို့ခေါ်တဲ့ online arrival card form ကိုကြိုပြီးတော့ဖြည့်ထားဖို့လိုပါမယ်ဗျဖြည့်စရာမလိုတဲ့လူတွေက ထိုင်း immigration မဖြတ်ဘဲနဲ့ထိုင်းလေဆိပ်ကနေတခြားနိုင်ငံတွေကို transit flight စီးမဲ့သူတွေဆိုရင် ဖြည့်စရာမလိုပါဘူး transit က immigration ကိုဖြတ်ရမယ်ဆိုရင်တော့ဒီဖောင်ကိုဖြည့်ဖို့လိုပါမယ်ဗျ TDAC ဆိုတာကဘာလဲဆိုရင်တော့ Thailand Digital Arrival Card ပါအရင်တော့ကထိုင်းကိုလာရဆိုရင် TM6 လို့ခေါ်တဲ့ arrival form လေးတစ်ခုကို ဖြည့်ရပါတယ်ပြီးရင်အဲ့ဒီဖြည့်ထားတဲ့ TM6 card ကလေးကိုထိုင်းမှာနေတဲ့ကာလတစ်လျှောက်လုံးတင်ထားရပါတယ် visa သက်တမ်းတိုးတာလို့ immigration ကိစ္စတွေမှာ အရီ DM စစ်ကတ်လေးကအသုံးလိုပါတယ်။နောက်ပိုင်းကိုဗစ်ဖြစ်တဲ့ကာလတွေမှာအရီဖောင်လေးကိုခိတားဖြတ်သိမ်းပြီးတော့ online စနစ်နဲ့အစားထိုးဖို့စီစဉ်ခဲ့ပါတယ်။အခုကတော့ online စနစ်စပြီးတော့အကောင့်ထဲပေါ်လာပြီလို့ပြောရမှာပါဗျ။ဆိုတော့ဒီနေ့ဗီဒီယိုမှာ DDAC ဖောင်ဖြစ်နည်းနဲ့တည်ထားတင်တာလေးတွေကို ပြောပြပေးသွားပါမယ်ဗျ။ဒီ online form ကိုဘယ်မှာဖြည့်ရမလဲဆိုတော့ကျွန်တော်ဗီဒီယိုထဲမှာပြထားပေးတယ် website ကနေတွားဖြည့်ရပါမယ်ဗျ comment မှာလည်းကျွန်တော် link ချထားပေးပါမယ်ဗျ website ထဲရောက်ပြီဆိုရင် arrival cut ဆိုတာလေးကိုနှိပ်ပေးရပါမယ်ပထမဦးဆုံးစာမျက်နှာကကျွန်တော်တို့ရဲ့ passport စာအုပ်ထဲကအချက်အလက်တွေကို ဖြည့်ပေးရမှာပါကိုယ့်ရဲ့နာမည် passport နံပါတ်ဘယ်နိုင်ငံသားဖြစ်တယ်စတာတွေဖြည့်ပေးရပါမယ်မွေးနေ့ဖြည့်ပေးရပါမယ်ဗီဇာနံပါတ်ရှိတယ်ဆိုရင်ဗီဇာနံပါတ်ဖြည့်ပေးရပါမယ်။ဗီဇာကင်းလို့ခွင့်နဲ့လာတာဆိုရင်တော့ဖြည့်เสียမလိုပါဘူး။ ဒီပထမဦးဆုံးစာမျက်နှာက ကိုယ့်ရဲ့ passport အချက်အလက်တွေဖြည့်စရာရှိတာအကုန်ဖြည့်ပြီးရင်ဒီနေရာလေးကိုနှိပ်ပါနောက်တစ်ဆင့်မှာကတော့ trip information တွေကိုဖြည့်ပေးရပါမယ်။ကိုယ့်ရဲ့ခီးစဉ်အချက်အလက်တွေကို ဆိုလိုပါတယ်ဗျ။ date of arrival မှာကထိုင်းကိုဘယ်နေ့ရောက်မယ်ဆိုတာဖြည့်ပေးရပါမယ်။ ဒီ system က3ရက်ပဲကြိုဖြည့်လို့ရတာမို့အခုကျွန်တော်စမ်းဖြည့်ပြတဲ့နေ့မှာဆိုရင် April 10ရက်နေ့အထိပဲရွေးလို့ရသေးတာကိုတွေ့ရပါမယ်တချို့ကလည်းတွေးကြပါလိမ့်မယ်3ရက်ကြိုဖြည့်ရမယ်လို့ဆိုတော့အရေးပေါ်သွားစရာရှိရင်သွားလို့မရတော့ဘူးလားအဲ့လိုမျိုးတွေးကြပါတယ်အဲ့လိုမျိုးမဟုတ်ပါဘူးခီးသွားမဲ့ရက်မတိုင်မီ3ရက်ဆိုရင်ဖောင်ကို လာပြီးတော့ဖြည့်လို့ရပြီလို့ဆိုလိုတာပါ ဒီနေ့ခီးသွားစရာရှိတယ်ဒီနေ့ပဲလက်မှတ်ဝယ်တယ်ဆိုရင်လည်းလေရင်ပေါ်မတက်ခင်လေအချိန်မီလာဖြည့်လိုက်တယ်ဆိုရင်ရပါတယ်ဗျဒါကဘယ်နိုင်ငံကလာမှလဲရွေးရပါမယ်မြန်မာကလာမယ်ဆိုရင်လည်းမြန်မာတခြားနိုင်ငံတစ်ခုခုကနေထိုင်းကိုလာမှဆိုရင်လည်းကိုလာတဲ့နိုင်ငံကိုရွေးဖြည့်ပေးလိုက်ပါဗျဘာလို့လာတာလဲဆိုတာကိုရွေးပေးရပါမယ် root of problem မှာကတော့လေကြောင်းနဲ့ဝင်ပါဆိုရင် air နေဆက်ကဝင်တာဆိုရင် land လို့ရွေးပေးလိုက်ပါဗျ flight number ဖြည့်ရပါမယ် ါကတော့တပတ်ချာ information မှာထိုင်းကနေဗင်နေပြန်ထွက်မယ်၊ဘာနဲ့ပြန်ထွက်မယ်ဆိုတဲ့အချက်လက်တွေကိုဖြည့်ပေးရမှာပါ။အလဲလာကြတဲ့သူတွေအဓိကဖြည့်ရပါမယ်ဗျ။အပြန်လက်မှတ်ဖြတ်ထားတဲ့ရက်တွေအတိုင်းဖြည့်ပေးလိုက်ပါဗျ။ accommodation information ကတော့ထိုင်းမှာနေမဲ့နေရာလိပ်စာကိုဖြည့်ပေးရမှာပါ။ဒီမှာဆိုရင်လေရွေးစရာတွေအများကြီးပဲရှိပါတယ်ဟိုတယ်မှာနေမှာလားတငယ်ချင်းအိမ်မှာနေမှာလားကိုငှားရတဲ့အပါတ်မန့်မှာနေမှာလားကွန်ဒိုမှာနေမှာလားစသဖြင့် ကိုနေမဲ့နေရာအလိုက်ရွေးပေးလိုက်ပါဗျ။လိမ့်စာအတိအကျဖြည့်ပေးရပါမယ်ဟိုတယ်မှာတဲမှာဆိုရင်လည်းပဲဟိုတယ်ဘုတ်ကင်စာရွက်ထဲမှာဟိုတယ်ရဲ့လိမ့်စာဘယ်ပြည်နယ်ဘယ်ခရိုင်ဘယ်မြို့ဆိုတာအသေးစိတ်ပါပါတယ်အဲ့ဒါတွေကိုကြည့်ပြီးတော့ဖြည့်ပေးရပါမယ်ဗျဒီစာမျက်နှာမှာလည်းအကုန်ဖြည့်ပြီးပြီဆိုရင်ဒါလေးကိုနှိပ်ပေးပါ နောက်တစ်ဆင့်မှာကတော့ဂျမ်းမာရေးနဲ့ပတ်သက်တဲ့အချက်လက်ပါဒီအဆင့်မှာကတော့ထိုင်းကိုမလာခင်ပြီးခဲ့တဲ့နှစ်ပတ်အတွင်းကိုကဘယ်နိုင်ငံတွေမှာနေခဲ့တယ်ဆိုတာကိုဖြည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့နောက်တစ်ဆင့်ဆက်သွားဖို့နှိပ်ပါမယ်။ဒီစာမျက်နှာမှာကတော့ကိုပြည့်ထားတဲ့အချက်လက်တွေကိုမှန်မှန်ပြန်ဆစ်ရပါမယ်။ပြန်ဆစ်ပြီးတော့ မှားလာရှိရင် edit ကိုနှိပ်ပြီးတော့ပြင်လို့ရပါတယ်။မှန်တယ်ဆိုရင်တော့ဒီမှာကိုယ့်ရဲ့ email ကိုဖြည့်ပေးလိုက်ပါ။ email ဖြည့်ပြီးရင်အမှန်ချစ်ပြီးတော့ submit ကိုနှိပ်ပေးလိုက်ပါဗျ။ arrival cut လေးကြာလာပါမယ်။ download လုပ်ပြီးတော့တင်မလားလို့မေးပါမယ်။တင်ကျင်တယ်ဆိုရင်တင်ထားလိုက်ပါ။ကိုယ့်ရဲ့ email တွေကိုလည်းသူတို့ကပို့ပေးပါမယ်ဗျ။ကိုယ့်စီ digital arrival cut ရပြီဆိုရင်ခီးသွားတဲ့ရက်ကိုယ့်ရဲ့ခီးသွားအချက်အလက်တွေဖြစ်တဲ့ hotel booking ရထန်တစ်ကတ်ရှိုးမန်နီဒိုနဲ့အတူအခု arrival ကတ်လေးကို immigration မှာ ပြရမှာဖြစ်ပါတယ်ဗျဒါကတော့ထိုင်းနိုင်ငံကိုလာမဲ့သူတွေလေရင်နဲ့ပဲလာလားနယ်စပ်ကပဲလာလားကြိုတင်ပြီးတော့ online ကနေဖြည့်ထားရမယ် DDAC ဖောင်ဖြည့်နည်းလေးကိုပြောပြပေးခဲ့တာပါဗျဒီစနစ်ကမေလ၁ရက်နေ့မှာစပြီးတော့အသက်ဝင်မှာဖြစ်ပါတယ်အခု April လထဲလာကြမဲ့သူတွေကတော့ဖြည့်တရာမလိုသေးပါဘူးဗျအားလုံးပဲအဆင်ပြေကြပါစေဗျ